ဒါကကျွန်တော်တွေ့ဘူးသမျှအကြောင်းသားတွေထဲမှာအတင့်ရေဆုံးသူပဲအထက်တန်းစာမွေးပွဲမှာကိုကြည့်ဖို့အတွက်စက်ကူကြီးဆက်ယုံကိုတယောက်တည်းခိုးဝင်ခဲ့တာဆက်လက်ပက်လာတာနဲ့အမျှအထက်တန်းမိကွန်းစာရွက်တွေတွေ့ရပြီးတွေ့ရပရင်ထုတ်လာတယ်စာလုံးထက်တဲ့စာရွက်တွေကြတော့စိတ်ဆက်သေးကိုထည့်ကြည့်လိုက်တယ်ဒီအချိန်မှာတော့ရှောင်းပန်းကအခွင့်ကောင်းယူပြီးမိကွန်းစာရွက်စိတ်ဆက်သေးမကြခင်တစုံယူမှဖြစ်မေး သူကအချိန်ချင်းခုံနေပြီမဲ့စက်ကအရန်မြင့်တဲ့အတွက်မမီဘူးဖြစ်နေတာဒါကြောင့်သူချိုတင်ပြင်ဆင်ထားတဲ့ပစ္စည်းကိုထုတ်ပြီးတော့80ကြိမ်လောက်စူးစမ်းပြီးတဲ့နောက်ဆုံးမှာတော့အထက်တန်းမေကွန်လာဆာရွက်တရက်ကိုရခဲ့ပါတယ်ဒါပေမဲ့အချိန်ကန့်သတ်ရှိတာကြောင့်သူအချိန်တနာရီအတွင်းမှာဖြီးမှာဖြစ်မှာပြီးတော့အဖြေတွေကိုလည်းအလွတ်မှတ်ရမှာဖြစ်တယ်အဲဒါကြောင့်သူဝဲဦးလန်နဲ့မေကွန်ဆာရွက်ကိုထိုးဖောက်လိုက်တယ်ဘောပြမရှိတာကြောင့်သူဒီလိုဖြစ်ရခြင်းဖြစ်ပါတယ် ချိုယွင်းတဲ့မိကုံးစာရွက်ဖြစ်တာကြောင့်ဒီမိကုံးစာရွက်ပေါ်ကပုစာအားလုံးကစာလုံးထန်နေတယ်။မကြခင်မှာပဲသူစပြီးမျက်စိပြလာပါတယ်။ပိုဆိုးတာကတော့ဆက်ယုံကြည့်ကြရေးမှုကအလုံသမားတယောက်ရှော့တာကိုသတိထားမိတယ်။ဒါကြောင့်သူတော့ကိုယူပြီးတော့အကျိတ်ခံမဲ့စစ်ဆေးဖို့သွားပါတယ်။ဒါပေမဲ့သူတကားဖွင့်လိုက်တဲ့အခါအခန်းထဲမှာဘာမှမရှိတာကိုတွေ့ရတယ်။ရှောက်ပန်းကစောကလေးကမရှိတော့ဘူး။ဒါကဘလို့ဖြစ်တာလဲ။လက်ဆက်သက်တော့ရှောင်းပန်းကအခြေခံကအလုပ်သမားကိုလက်ထိုးထားပြီးပြီ သူကကြီးကြပ်ရေးမူလာနေတဲ့အချိန်ရှောက်ပန်းကိုခိုးလွတ်လိုက်တယ်။ပြီးတော့သူကစက္ကူပိုင်းစာတွေပုံနာများတဲ့အတွက်ကြောင့်အစီအစဉ်အတိုင်းကြီးကြပ်ရေးမူကိုတတိမပေးပဲတောကူယူပြီးတော့ကိုရိုင်းစက္ကူပိုင်းစာတွေကိုရှင်းလိုက်တယ်လို့ရှင်းပြလိုက်တယ်။ဒါပေမဲ့အလွဲချော်တွေမဖြစ်တာကြောင့်ကြီးကြပ်ရေးမူလည်းဒီကိစ္စအပေါ်လေးလေးနက်နက်မထားတော့ဘူး။ပြီးတော့အဲဒီအချိန်မှာရှောင်းပန်းကလျှက်စီးပညာရှင်အဖွဲ့တွေရောင်းဝယ်နိုင်ခဲ့ပါပြီ။ဒါပေမဲ့စိတ်ချောက်ချားတဲ့အကူကိုကြီးကြပ်ရေးမူကတန်တရားဝင်လာပါတယ်။ဒါကြောင့်သူတို့ကိုလုံခြုံရေးကိစ္စစစ်ဆေးဖို့ခေါ်သားပါတယ်။ နောက်ဆုံးတယောက်ကိုစကန်ဖတ်လိုက်တဲ့အခါလုံခြုံရေးထောင်လန်းတဲ့ကရိယာကရုတ်တရက်အံမီလာတယ်။သူကအခုမှရုတ်တရက်ပြန်တည်ရခဲ့ပါတယ်။ဖုန်းကိုအိတ်ကတ်ထဲကနေလှုပ်ပြဖို့မိနေတာကိုအခုတော့ပြဿနာပဲ။တကယ်လို့သာမိခဲ့ရင်သူတို့တစ်ဖွဲ့လုံးထောင်ချကြမှာ။ဒါပေမဲ့ထူဆန်းတာကတော့စစ်စေးသမားကတစ်ချိန်လုံးနှိုင်းရှာလိုက်တာ။အဲ့ဒီတဲကနေရိုရိုလျက်စစ်ဘော်ဘေးတစ်ချောင်းပဲရှာတွေ့ခဲ့ပါတယ်။မင်းမန်းတာမမာဘူး။ဒီလုံခြုံရေးအဆောက်ကလည်းရှောင်းပန်းလက်ထိုးရတာ။ပြောရရင်စာတော်တဲ့အကြောင်းသားကသူများတဲ့အမှတ်တပန်းတာယုံနေမကဘူး။ အလောက်ကိစ္စတွေကိုလည်းအချိန်မီကြိုတင်ပြင်ဆင်ထားတဲ့နေရာမှာလဲတော်ပါတယ်။အဲနောက်မှာတော့အားလုံးကပုံနှိပ်တိုက်ထဲကနေထွက်လာခဲ့ပါတယ်။မတင်ထားတဲ့ဖြစ်ရပ်တွေကအဆက်မပြတ်ဖြစ်ခဲ့တဲ့အတွက်သူတို့အစီအစဉ်တွေကတည်းကနိုင်ဝက်နီဘာနောက်ကျသွားတယ်။ဒါပေမဲ့အဖြေကိုရခဲ့တာကြောင့်အခုဒီအဖြေတွေကိုတူးပြီးခဲတန်းပေါ်မှာပရင်တာထုတ်လိုက်ရင်ငွေ300နီဘာရနိုင်တယ်။ဒါပေမဲ့ဒီအချိန်မှာအဖွဲတွေကတယောက်ကအဖြေတစ်ပုဒ်ပူလာတွေ့လိုက်တယ်။ဒါကရောဘလို့ချိန်နေလဲ။ ရှောက်ပန်းတာကိုမြင်တာနဲ့ချက်ချင်းပဲအဖြေကိုကောက်ယူလိုက်တယ်။အများကြီးမစင်စားပဲအဲဒဲကအဖြေတပုတ်ကိုစက်ခနဲ့ဖြတ်လိုက်တယ်။ဒါပေမဲ့ညံကြီးရှင်ဖြစ်တဲ့ရှောင်းလင်ကတခုခုတော့တခုခုပဲဆိုတော့ရိမ့်မိသွားပါတယ်။ဒါကြောင့်သူမကတခြားသူတွေကိုအလောက်ခဏရက်ခိုင်းပြီးတော့ရှောက်ပန်းကိုအဖြေနောက်တစ်ခေါက်ပြန်လို့ယူခိုင်းပါတယ်။ထင်ထားတဲ့အတိုင်းပါပဲ။ရှောက်ပန်းကအကုန်မှရွတ်တာပေါ့။အားလုံးကစိတ်ပြတ်သွားကြပြီးတော့သူတို့မယုံနိုင်စရာမျက်လုံးတွေနဲ့ရှောက်ပန်းကိုကြည့်နေကြတယ်။လက်ဆက်သက်တော့ရှောင်းမန်းအခြေခံထဲမှာမိကုန်းတွေဖြစ်နေတော့အနောက်ကပုစာတွေပရင်ထားတာကိုတွေ့လိုက်တာပါ လုံဝကိုချုပ်ရင်းနဲ့စာရွက်တစုံပဲအစကသူစာရွက်အပိုင်းစာကိုကောက်ပြီးတော့အနောက်ပိုင်းအကြောင်းအရာတွေကိုဆက်တာပဲ ဒါပေမဲ့ခနာလောက်နေငယ်ဆန်းကြည့်တော့ဒါလုံးဝမဖြစ်နိုင်ဘူး။သူထိတ်လန့်တဲ့အတော်အတွင်းမှာဘလို့လို့ရမှန်းမသိတော့ဘူး။ဒါကြောင့်မို့လို့သူကမိကွန်းစာရွက်ကိုတခါတည်းလွတ်ပြစ်ပြီးအဖြေရှောင်ရွေးတဲ့အနည်းနဲ့ကိုယ်ဖွဲ့ကိုလှည့်ပြလိုက်တဲ့ဒီအထိကြားလိုက်ရတော့ရှောင်းလင်းစိတ်တုံလုံးလို့ပောက်ကွဲတော့မယ်။အမြဲတမ်းစိတ်ကောင်းထားတဲ့ရှောင်းလင်းကသူငွေရဖို့အတွက်အရှက်မရှိတဲ့အဆင့်ရောက်တာကိုသိလိုက်ရတယ်။ဒါကြောင့်သူမလော်လော်လော်နဲ့ဖုန်းကန်ပြီးဒီဘေးယူကိုရက်ဖို့လုပ်နေတဲ့အချိန်မှာဘေးကနေရှောင်းဖန်းကတားလိုက်တယ်။အခုတစ်ခါက SDIC ဆောင်မွေးဘဲမှာငါဖန်းခံရလို့ကြောင်ထောက်တာခံရပြီးငါးနာခတ်တွေပြက်စီခဲ့ပြီး အခုပတ်စံကပဲသူရဲ့အနာဂတ်ကိုပြောင်းလဲနိုင်မှာအဲ့လိုကြောင့်အဖွဲသားတွေအကုန်လုံးစိတ်ဝမ်းကွဲလာကြတယ်။ရှောင်းလင်းတယောက်ထဲကပဲဆက်မလုပ်ချင်တာကြောင့် စိတ်ပြက်လက်ပြက်နဲ့အမှုကင်းကနေထွက်သွားခဲ့ပါတယ်။ကိစ္စပြီးသွားတဲ့နောက်ပိုင်းမှာရှောက်ပန်းဖြစ်ချင်တဲ့အတိုင်းပတ်စံအများကြီးရခဲ့ပါတယ်။နောက်ဆုံးမှာငွေရဲ့မွေးကြိုင်တဲ့အနံကိုသူရှူနိုင်ခဲ့ပါပြီ။ဒါပေမဲ့ကောင်းတဲ့အချိန်ရောက်တာမကြာသေးပါဘူး။သူတို့ထိုင်ရတွေရဲ့အစွမ်းစားကိုအထင်သေးမိပါတယ်။အထက်တန်းဆောင်မွေးပွဲမတိုင်ခင်မှာအဖြေခိုးရောင်းတဲ့ဂျားခန်သမားကိုဖမ်းမိသွားပြီ။ဒီနောက်ွက်ကအကြောင်းရင်းကရှောင်းလင်းကိုရိုင်းအမှုကိုကြိုဖော်လိုက်တာကြောင့်ဒီအချိန်မှာအဖွဲတွေကမင်းကလေးနေရောက်ကစိုင်းငန်းထောင်တန်းတနေ့ကြာခံရတယ်။ ရှောက်ပန်းကြတော့အရင်က SDIC ဆောင်မွေးပဲခိုးခြားတဲ့ပြမှုမှတ်တမ်းရှိတာကြောင့်ဒုတိယပြမှုမြောက်တဲ့အတွက်ထောင်ဒဏ်နှစ်ကြာခံရပါတယ်။အဖွဲ့တွေကချမ်းသာတဲ့ဒုတိယမျိုးဆက်ကြတော့သူ့ဖေနိုင်ငံခြားပို့တာကိုခံရတယ်။တနှစ်ကြာပြီးနောက်မှာတော့လူငယ်ချင်းတောင်မှရှောင်းလင်းကရှောက်ပန်းကိုလာကြည့်ပါတယ်။အစားကတော့ရိုးရိုးတက်တန်းပဲလာနှုတ်ဆက်တဲ့ချင်းနေတာ။ဒါပေမဲ့ရှောင်းလင်းကမယုံနိုင်စရာစကားကိုပြောခဲ့ပါတယ်။ရှင်ထွက်လာရင်ကျမရှင်ကို အစီအစဉ်ရဲ့နောက်တစ်ဆင့်နဲ့ပါစေခြင်းနဲ့ တကယ်လို့အချိန်သာနောက်ဆုတ်လို့ရရင်ကျမကိုချတဲ့လမ်းကိုလုံးဝရွှေမှာမဟုတ်ဘူးအဲ့ဒါဆိုမင်းပါလို့မလို့လေကျမတကြိမ်ပြန်တိုက်ချင်းနေဒါပေမဲ့ဒီတစ်ကောက်တော့ကျမကိုချတဲ့ညီကိုထပ်မတုံတော့ဘူးတစ်ချိန်ထဲမှာပဲအဖွဲတွေကအဖွဲသားတွေလည်းရှောင်းလင်းရဲ့ message ကိုရကြတယ်သူတို့တွေကလူမှုရေးအဖွဲ့အစည်းမှာမတူတဲ့စက်ကောင်ကိုတည်ယောဆောင်ရမှာဖြစ်တာကြောင့် ။အဲထဲမှာတည်ရုပ်ဆောင်အယောင်ဝဲစရာဥပဒေအကြံပေးတွေလိုရမှာရည်ရချက်ကလူအဖွဲ့စီရဲ့စိုးရွားတဲ့စနစ်ကိုဖျောက်ချဖို့အတွက်ဖြစ်ပါတယ်။ဒါဆိုចောင်းသားတွေစာကိုးချစရာမလိုပဲပညာရေးရဲ့တရားမျှတမှုတွေကိုခန်းစားနိုင်ကြမှာ။နောက်ဆုံးရှောင်းပန်းသွားတော့မယ့်အချိန်မှာရှောင်းလင်းကိုအသားလေးခေါင်းညှိလိုက်တယ်။ရှောင်းလင်းရဲ့တောင်ဆိုမှုကိုသဘောတူလိုက်တယ်လို့ပေါ့။